iPhone အစမြင့်တင်မှုတွေခဏရွှေ့တာပါ iPad ရဲ့နောက်ဆုံးစံတေတီထွင်မှုက gadget တခုမဟုတ်ပါဘူးဒါအိတ်ကတခုပါနီးပညာအရာမကုမ္ပဏီကသူတို့ခေါ်တဲ့ iPhone Pocket ကိုထုတ်ဖော်ပြသခဲ့ပါတယ်ဒါဟာသင်ဖုန်းတစ်ခုတည်းထဲဖို့ဒီဇိုင်းထုတ်ထားတဲ့အကန့်အသတ်ရှိတည်ဆောင်ရပစ္စည်းပါဈေးကဒေါ်လာ200ကျော်ပါတယ်အင်တာနက်ကချက်ချင်းနံပါတ်တွေပေးခဲ့ပါတယ်စိန်ခန်ချေအိတ်ဒါမှမဟုတ်လူမှုရေးစံတမှုလို့ခေါ်ကြပါတယ် အပက်ကဂျပန်ဖက်ရှင်နဲ့စတိုင်ပူးပေါင်းမှုလို့ဆိုပါတယ်ဝေဖန်သူတွေကကုမ္ပဏီဟာစိတ်ကူးတွေကုန်သွားပြီဆိုတဲ့အတက်တေလို့ဆိုကြပါတယ်လူတိုင်းပြောနေတဲ့အပက်ရဲ့နောက်ဆုံးအတုံးအဆောင်ကိုကြည့်ကြရအောင်အပက်ကထားလုပ်ခဲ့ပါပြီဒီတစ်ခါဒါပေမဲ့စမတ်ဖုန်းပြန်တီထွင်တာတော့မဟုတ်ပါဘူးအိတ်ကကိုပြန်တီထွင်ခဲ့တာပါကမ္ဘာအဖိုးတန်ဆုံးနည်းပြကုမ္ပဏီတစ်ခုက iPhone Pocket ကိုပြသခဲ့ပါတယ်ဒါဟာတင့်ဖုန်းအတွက် အလွန်တင့်ငယ်တဲ့အိတ်တလုံးဖြစ်တဲ့အကန့်အသတ်ရှိတည်ဆောင်ရဖြစ်စီပါအ ਨੇ စုံစွမ်းဆောင်ရည်အမှုပညာလို့ထင်ရတဲ့တည်င်းထုတ်ပြန်ချက်တွေမှာ Apple က iPhone Pocket ဟာအထက်တချကနေလှုပ်ဆော်မှုရခဲ့တယ်လို့ဆိုပါတယ်ကုမ္ပဏီကအိတ်ကထပ်ပန်တီချင်တဲ့ဆန္ဒကနေစိတ်ကူးရခဲ့တယ်လို့ဆိုပါတယ် Steve Jobs ရဲ့နာမည်ကြီးအနေရောင် Lego Engine နဲ့တချိန်ကဆက်စပ်ခဲ့တဲ့ Japan Design အိမ်ပါ ပူပေါင်းမှုကအယောင်များစွာရရှိတဲ့အသုံးဆောင်တစ်ခုထုတ်လုပ်ခဲ့ပါတယ်။တံပြားလင်မော်ခန်းရောင်ပန်းရောင်ငက်ကလအိန်နီလာတကြဘူးနဲ့အနှစ်ရောင်လိုဖြစ်ပါတယ်။ကပအရှိနှမျိုးပါဝင်ပါတယ်။တိုတဲ့ကပကဒေါ်လာ150ရှိတဲ့ကပကဒေါ်လာ130အပယ်ကအထူးထုတ်ဝင်မှုလို့ဆိုပါတယ်။အင်တာနက်ကချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ဆိုရှယ်မီဒီယာမှာမယုံကြည်မှုတယောစာနဲ့ မိအများကြီးပြင်းထန်နေခဲ့ပါတယ်အသုံးပြုသူတဦးက Apple ဖန်တီးတဲ့ဘာမစိုးဝယ်ပြီးကောက်ွယ်မဲ့သူဘာလို့လဲဆိုတာစမ်းသပ်ခြင်းနဲ့ခံစားချက်လို့ဆိုပါတယ်နောက်တဦးကတော့ Apple ဟာပရိသတ်တွေဘာမစိုးအကြောင်းပြမဲ့အဝေးဆုံးဘယ်လောက်တွားနိုင်မလဲဆိုတာကိုစမ်းနေတယ်လို့ဆိုပါတယ်အချို့လူတွေကတကယ်မဟုတ်ဘူးလို့ညှဉ်းဆန်ပြီး Apple အလက်အတိုင်းဟာသလို့ဆိုကြပါတယ်အချို့ကကပ္ပာ ခုတ်ထစ်ထားတဲ့ချီအိတ်လို့ဆိုကြပါတယ်တခုတည်းမှာပဲတိစာရှိပရိသတ်တွေကစတီဗ်ဂျော့ကို ဖော်ပြပြီးဒါသူဒါကိုဘယ်တော့မှအတိမပြုတ်ဘူးလို့ဆိုကြပါတယ်ပုံမှန်တိုင်းစင်မီမူးနဲ့ပတ်သက်ပြီးတော့ဟာတာတွေလောက်ကြပါတယ် Apple ရဲ့ design အဖွဲ့အတွက်ဒီရာသီလွယ်ကူတဲ့အချိန်မဟုတ်ခဲ့ပါဘူး company ဟာ iPhone 17 Pro ရဲ့ပြန်လည်တုတ်ပြန်မှုကနေပြန်လည်နလန်တူနေစေပါအသုံးပြုတွေအများအပြားကသူတို့ရဲ့ဖုန်းအသစ်တွေ ဘောက်စတဲကထွက်လာခြင်းပုံပက်နေတာကို ဆိုကြပါတယ်အချို့အသုံးပြုတွေက Apple ရဲ့ကိုပိုင် Maxit အတွင်းပြည်ပြည့်စုံတဲ့ဆက်ဝိုင်းအတန်းအမတ်တွေတွေ့ခဲ့တယ်လို့ဆိုပါတယ်လူတွေကကိုကိုကိုဖြစ်စီမှုလို့ခေါ်ကြပါတယ် Now Cosmic လေးမော်ရောင်းပြဿနာရှိခဲ့ပါတယ်နေ့ရက်ကျပွဲအရောင်ဖြစ်မယ်လို့အထူး promotion လုပ်ထားတဲ့ iPhone 7 Pro အရောင်ဟာပန်းရောင်ပြောင်းသွားခဲ့ပါတယ် ဆိုရှယ်မီဒီယာမှာအယောင်ပြောင်းသွားတဲ့ဖုန်းတွေဓာတ်ပုံတွေပြည့်နေနေခဲ့ပါတယ်။အခုဘန်းရောင် iPhone နဲ့ပတ်သက်တဲ့ဟာသတွေနဲ့နယ်လာချင်မှာ Apple ကဒေါ်လာ900ရန်အိတ်ကထုတ်ပြီးတရော်စားတွေဆက်လက်ပြီးတော့စင်တာအောင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ Apple မှာထူးဆန်းတဲ့ရာတွေလိုချင်စရာဖြစ်အောင်လုပ်တဲ့အထူးစွမ်းဆောင်ရည်တော့ရှိပါတယ်။ဒါအတချိန်ကဒေါ်လာ19တန်ပို့တဲ့အဝရောင်းပြီးရောင်းခဲ့တဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။ Apple ပရိသတ်အများပြအတွက် iPhone pocket ဟာရေစံမဟုတ်ပါဘူးစုဆောင်ပစ္စည်းတစ်ခုပါ iPhone pocket ဟာ virus ပြတ်မှုဖြစ်လာမလားဒါမှမဟုတ်နည်းပညာရေစရာရဲ့ပြတ်တိုက်ပစ္စည်းဖြစ်လာမလားဆိုတာမသိရသေးပါဘူး